ျွန်တော်မျိုးသမီးကိုပြောရတယ်ဗောနော်တို့မင်္ဂလာဆောင်ရင်အဲ့လိုနေရာမျိုးတွေမပေးပါနဲ့လားလို့တော့ဘာလို့ရှင်လဲဗောနော်ဟိုပတ်စံတော့မရှိဘူးဗောကွာလို့ဒါပေမဲ့မိဘမဲ့အဲ့လိုမျိုးဗောနော်ဂေဟောင်တို့လှူရအောင်ဆိုပြီးတော့အဲ့လို तू तू လဲအဲ့လိုပဲဒါပေမဲ့ तू ကတော့ဘာပြောလဲဆိုတော့ तू ခန်းခန်းနာနာကြီး तू မှမင်္ဂလာဆောင်လိုက်ရအောင်ဗောနော်အဲ့ဒါကိုတော့ तू အများနဲ့ပြောနေတယ်အဲ Valentine Day နေ့မှာသူများတို့ကလေးတပန်းစီးတွေပါလေး ပေးတယ်ဗောနော်ကိုအဲ့တော့အော်အဲ့ဆိုရင်တော့ငါလည်းပေးရမှာဗောဆိုတော့ကိုကိုကြီးစားလို့လည်း तू ကမိတ်မဆက်ပေးရဲဘူးမိတ်မဆက်ပေးဆိုကိုကထိုင်နေထိုင်နေပန်းစင်းလေးချပြီးတော့သူ့တိတ်လာတဲ့ချောကလက်တွေအဲ့ဒီပန်းသီးတွေကိုထိုင်ပြီးတော့မိတ်ပြီးစားမိတာပြီးလဲပြီးတော့ဗမာလေးလည်းလက်ဆောင်ဆိုတော့စားလိုက်ပြီးတော့အဲ့ဘောကအမတ်တရားပဲ तू ပြောမဆုံးဘူးငါတာလေတကယ်ပဲကျွန်တော်ကတော့ လူလူတက်ကြီးလာတယ်ဆိုတော့လူငယ်ဘဝကနေပြတ်တန်းခဲ့ရတာလေအဲလိုရိုးရိုးတမ်းတမ်းလေးတော့အချိန်တွေကုန်သွားလို့မရအောင်ပေါ့လူငယ်ဆိုတာကတော့သူ့ရဲ့အဲကိုကိုရဲ့ကိုအဓိကတော့ကိုချင်းတရားပေါ့ကိုချင်းတရားကောင်းမှုလို့ရကိုချင်းတရားကောင်းမှုလို့ရစီကန်းရှိဘူးဆော့ဆော့လုံးကပြောတယ်စီကန်းရှိတယ်ကိုချင်းတရားကောင်းတယ်အဲလုံလောက်ရိယာရှိတယ်ဆိုတေချာတယ်အဲ့တူကချမ်းသာပါပဲသူကလေချမ်းသာတဲ့လူတိုင်းလေတော်တော်များများပေါ့နော်ကျွန်တော်မိဘပြောဘူးပဲ ဟိုနေရာတနေရာရောက်သွားတော့ကွာသူ့မှာသူ့နေရာတနေရာရောက်သွားတယ်ဆိုလို့ရှိရင်အဲ့သူ့မှာဒါထူးချွန်တဲ့တခုခုရှိတယ်ထူးချွန်တဲ့ဒါတွေတခုရှိလို့တဲ့နေရာရတာပေါ့မွင့်သူနေရာမရအဲ့လိုပြောတာပေါ့နော်ဆိုတော့လူတယောက်ချမ်းသာလာတယ်ဆိုတော့သူတော်တော်ပေးဆက်ပြီးတော့မှချမ်းသာလာနာမည်တခုဖြစ်လာတယ်ဆိုရင်တော်တော်ပေးဆက်ပြီးတော့မှနာမည်တခုဖြစ်တာဟိုဖြစ်ဖို့မလွယ်ဘူးစူးစမ်းဖို့မလွယ်ဘူးပေါ့နေရာတနေရာမှာလည်းရက်တည်ဖို့ဆိုတော့လည်းမမြင်ဘူးဒါပေမဲ့ကျွန်တော်တို့ကျွန်တော်သိတဲ့အတိအကျတော့ဟိုဘော ကံတရားပေါ့အဲ့ကံတရားကိုဘယ်လိုမြင်လဲဆိုတော့ကျွန်တော်တို့ကလက်ရှိကျွန်တော်တို့ရှိနေတဲ့အလုပ်လုပ်နေတဲ့အခါတော့ကျွန်တော်တို့က50ရာခိုင်နှုန်းလို့ကျွန်တော်ကမြင်တယ်။ကျန်တဲ့50ရာခိုင်နှုန်းကကျတော့ကျွန်တော်တို့ရဲ့ဟိုဒါဗုဒ္ဓဘာသာဝင်ဆိုရင်တော့ပြီးခဲ့တဲ့ဘဝတစ်ခုကနေပြီးတော့သူဖြတ်တန်းခဲ့တဲ့ဘဝတွေရှိတယ်။ဘဝတစ်ခုဒီဒီလူဘဝမရောက်ခင်ဘယ်ဘဝမှာဘာတွေလုပ်ခဲ့တယ်ဆိုတော့အဲ့ကံတရားဒီမှာကံလာပေးတယ်။ဒါပေမဲ့ကိုကြိုးစားနေလို့လို့တာပေါ့အဲ့လိုတော့ရှိတယ်ပေါ့။ဆိုတော့အဲကြောင့်ကံဉာဏ်ဝရိယရှိတယ်ကံအရန်ကောင်းနေလို့ရှိရင်လည်း ညာမရှိလို့ရှိရင် तू อ่ะဆုံးရှုံးနိုင်တယ်ညာဘလောက်ပဲရှိရှိညာတော့ကောင်းတယ် तू อ่ะအရန်တော်တာစာဖတ်ခဏလေးပဲဒါပေမဲ့ तू ဝိရိယမရှိဘူးစာမဖတ်စာမဖတ်ဘူးဆိုရင် तू စာမရအောင်ဆိုတော့အဲ့လိုပဲကံညာဝိရိယ၃ခုတွဲဦးလို့တော့ပေါ့ဆိုတော့ကံအရန်ကောင်းတယ်ဆိုတဲ့လူကလည်း तू ကိုယ်တိုင်စီကံမရှိဘူး तू ကိုယ်တိုင်ညာမရှိဘူး तू ကိုယ်တိုင်ဝိရိယမရှိဘူးဆိုရင်လေသူ့ရဲ့ရှိနေတဲ့နေရာသူ့အတွက်ရည်ရှင်မတည်မြဲဘူးပေါ့အဲ့လိုတော့ဖြစ်တယ်အကျွန်တော်က အိတ်ခက်ကပြလို့စီဒိုနာတို့ဘာလို့မှအဲ့လိုအင်နာဥစားပေါ့နော်သွားပြီးတော့မင်္ဂလာဆောင်လို့ရှိရင်အဲ့လိုမျိုးနှစ်နာရီခွဲသုံးနာရီနှစ်နာရီလောက်ပဲကြာတယ်ရှိတယ်ချင်းသိန်း60လောက်ကုန် trader ရှိသေးတယ်ကျွန်တော်တို့ခက်ကလေ trader ရှိသေးတယ် trader မှလည်းအဲ့လိုပဲ55လင်းသိန်း60လောက်ကုန်အဲ့ဒါကိုကျွန်တော်ကကျွန်တော်မျိုးသမီးကိုပြောရယ်ပေါ့နော်တို့မင်္ဂလာဆောင်ရင်အဲ့လိုနေရာမျိုးတွေမပေးပါနဲ့လားဟာလို့သူကဘာလို့ရှင်လဲပေါ့နော်ဟိုပတ်စံတော့မရှိဘူးပေါ့ကွာလို့ဒါပေမဲ့ မိဘမဲ့အဲ့လိုမျိုးပေါ့နော်ဂေဟောင်တို့လှူရအောင်ဆိုပြီးတော့အဲ့လို तू तू လဲအဲ့လိုပဲဒါမဲ့ तू ကတော့ဘာပြောလဲဆိုတော့ तू ခန်းခန်းနာနာယူသူ့မှာမင်္ဂလာဆောင်လိုက်ရအောင်ပေါ့နော်အဲ့ဒါတော့ तू အများနဲ့ပြောနေတယ် तू तू အဲ့လိုခန်းခန်းနာနာ तू မင်္ဂလာဆောင်မဆောင်ခဲ့ရဘူးပေါ့ तू အဲ့လိုပြန်ဆောင်ကျင်တယ်တဲ့ तू အဲ့လိုတစ်ခါတည်းပြောတယ်ပေါ့နော်ဒါမှအကုံကကြတော့အဲ့ကန်းကန်းသားကြီးမင်္ဂလာမဆောင်ပေးခဲ့နိုင်ဘူးပေါ့နော်သူ့သူ့ပြင်မဲ့အကွာအဲ့ကုံကြမငွေတွေအကုန်လုံးကိုပြီးပါမဲ့ဘုံကြီးကြောင်ကိုအကုန်လှူပြစ်တာဆိုတော့ကလေးတွေကိုကောင်းကောင်းလေးကျွေးတယ်ကောင်းကောင်းလေး လှူတယ်ပေါ့နော်ကောင်းကောင်းမွန်စားစီခြင်းနဲ့ပေါ့နော်ဆိုတော့တကယ်အဲဘက်ကဘုံတော်ကြီးចောင်းနေရှိတယ်လေဘုံတော်ကြီးကြောင့်မိဘမဲ့မိဘမဲ့ကလေးတွေစာတင်တဲ့ကလေးတွေရှိတယ်အပြင်ကအစင်မပြေတဲ့ကလေးចောင်းမှလည်းစာတင်တဲ့ကလေးတွေအဲចောင်းမှပဲစာတင်တဲ့ကလေးတွေရှိတယ်အဲចောင်းကပဲဘုံကြီးចောင်းမှပဲဘုံကြီးကအလူခံပြီးတော့ဒီကလေးလေးတွေကိုစာတင်ရတာလေဆိုတော့အဲ့တော့ကိုကမြင်နေတွေ့နေရတဲ့အခါကျတော့ဘုံကြီးကိုသွားရှော့ဟောမင်းကသေးချာလဲမင်္ဂလာမဆောင်ဘူးလားဆိုမင်းပြောနေဦးမယ်ဆိုတော့ပြောလို့ပြောမစီပြရလို့ဒါနဲ့အစင်ပြောင်တော့ရှော့မော့ပြီးတော့ပဲဟိုလုတော့မယ်ပေါ့အဲ့လိုပြောလိုက်တော့မှာ ဲ့ဆိုရင်လည်းသဘောกว่าဆိုတော့ဆရာတော်ကြီးကတော့ပြန်တော်မူသွားပါပြီအဲတုန်းကကျွန်တော်တို့ကမြင်သာမြို့ပရိယတ်ဒီစတင်တိုင်းမှာသွားလို့ရတယ်ကွန်တော်များများလည်းပြောကြတယ်ဗောနော်ပြောကြတယ်မင်းမင်္ဂလာဆောင်တော်တို့မသိလိုက်ဘူးလေမဟုတ်ဘူးကျွန်တော်ကမင်္ဂလာဆောင်တော်မင်္ဂလာဆောင်နေဆိုတော့ဟိုလိုမျိုးနှစ်ဖက်မိပါအတိပေးပြီးတော့ပဲလို့ဆောင်လိုက်တာဗောနော်ကျွန်တော်မျိုးသူမျိုးကကြတော့အမေမရှိတော့ဘူးလေသူအဖေပဲရှိတော့ ဆိုတော့ကျွန်တော်မိဘတွေကိုကျွန်တော်လမ်းခေါ်ပြီးတော့ကျွန်တော်မင်္ဂလာဆောင်တော့မယ်ဟုတ်ကဲ့တော်မေရလည်းမင်းငါတို့မတောင်းပေးရဘူးလားမလိုဘူးကျွန်တော်လည်းတောင်းနေနေတော့ပြောဥစ္စာတော့မတူဘောနော်အဲကျွန်တော်တောင်းစရာမလိုဘူးကျွန်တော်တို့ဒါနှစ်ဦးနှစ်ဖက်ဟိုဘောနော်နားလည်မှုနဲ့ကျွန်တော်တို့မင်္ဂလာဆောင်တော့ဘယ်နဲ့မေလာယုံမဲလားဒီရောက်တော့သူတို့ကတော့ပြီးတော့မင်္ဂလာအဲ့လိုမျိုးဆောင်လာဆောင်လိုက်ရွှေနေသူတို့ကလည်းလို့မင်းသားလည်းမင်းသားဘဝရှိနေတော့ ကင်းသားဘွားလည်းပြင်းတယ်ခန်းခန်းနာနာကြီးထင်တာပေါ့ကိုဆောင်တာလည်းမိပါမယ်ဖုန်းတော့ကြောင်းပါဆိုတော့သူကခေါင်းနေချလက်ပတ်ညံပြောပြောလို့မဆုံးဘူးဟုတ်တယ်မျိုးသမီးတွေကမျိုးသမီးတိုင်းဆိုတော့သူတို့ကတက်မှတ်တာကတော့လည်းမင်းကတော့ခန်းခန်းနိုင်လုပ်ခဲ့ပြင်ချင်တာเนาะဒါပေမဲ့အခုရဲ့မျိုးသမီးကအဲ့ဒီချိန်မှာသူရဲ့ဒီဆုံးဖြတ်ချက်ပေါ့နောက်ထပ်ပြတ်တာပြတ်သားလို့လည်းတာအခုပြတ်သားတာပေါ့နောက်ထပ်မှာ ြတ်သားတော့ဟိုကျွန်တော်အမျိုးသမီးကကြတော့အဲ့လိုလေ तू ကလို့ယောက်ျားလေးနည်းနည်းဆန်နေတာလေအဲ့လိုနော် main ကလေးတိတ်မဆန်ဘူးဟိုယောက်ျားနည်းနည်းဆန်နေအဲ့လို तू तू ကဟိုလတ်တာနဲ့ကလေရန်ကုန်မှာလတ်တာနဲ့ဆိုတော့ main ကလေးကြောင်း main ကလေးကြောင်းဆိုတော့အဲအဲ့ကတူကကြောင်းတောင်ကြောင်းထွက်ဆိုတော့အဲ့ तू ကပြောလိုက်လို့ရှိရင်လို့ तू စေတနာတော့အရန်ရှိတယ်တစ်ဖက်ကိုလေအဲ့သူ့ကိုလည်းမျိုး तू ရဲ့တပည့်သားမလေးတွေပါလေဆိုလို့ရှိရင် तू ကိုမမဘာလေးပေးပါအဲပေးပါလို့တောင်းစီရမလို့ तू အမြင်နဲ့ကြည့်တယ် तू စိတ်ရှိတယ် ဒါပေမဲ့ဟိုမင်းကလေးတယောက်ကကြတော့သူ့ရဲ့ဟိုအပြိုဘဝကနေပြီးတော့မအိမ်အောင်တဲ့ဘဝကိုပြောင်းတော့မယ်အချိန်မှာတော့ခံနာကျင်တာပေါ့နော်အခုမှခံခံနာနာဆိုလို့အဲ့ဓာတ်ပုံပဲရှိတယ်ဓာတ်ပုံတော့မှဒါစတူဒီယိုကိုလင်းကကိုလင်းလေကိုလင်းကနေပြီးတော့တာထည့်ရဲအဲ့လိုငါရိုက်ပေးမယ်ကွာဆိုတော့ပတ်စံသွားပြီးတာကိုလင်းကမယူဘူးကိုလင်းအာကိုလင်းကကျေးဇူးတင်တယ်ကိုလင်းကိုလေနောက်ပြီးတော့အဲ့တုန်းကဘာတူလဲဥစ္စာတော့ဘာလို့ ကင်မရာမင်းတွေရှိသေးတယ်လာရိုက်ပေးတာလေသူတို့လည်းပတ်စံမယူဘူးအဲ့လိုရိုက်ပေးကြတာကျွန်တော်မင်းကဘာလို့ယူမှာလဲမင်းကလို့လွတ်တာမှမဟုတ်တာမင်းဖုံးချောင်းသွားလူနေတာယူတယ်လူငယ်ဆိုရလေဘာလို့လဲမယူဘူးဆိုရလေအဲမိုက်ကင်ဆန်ဝင်းကလည်းအဲ့လိုပဲမိုက်ကင်ဆန်ဝင်းကဝက်စားတွေပါတယ်ဒီအဲ့လိုမျိုးပေါ့သူအဆောင်ရောင်လေးတွေသူစီစဉ်ပေးတယ်ကမင်္ဂလာဆောင်တော့မယ်သူအဲ့တော့မာကြီးကွန်ကူညီမယ်လေမာကြီးကွန်ညီပေးတယ်အဲ့လိုအဲ့တော့ကွန်မန်ဆိုရင်တော့ဒါဟိုစီရိုနာလို့ပြောလို့ဆိုရင်လည်း ခဏတော့ဗောနော်တိတာမလို့ကိုကလည်းမင်းသားဆိုဖြစ်ခဲ့တာလည်းဆိုဟုတ်တယ်မင်းသားတယောက်ဆိုတော့လေဘာပဲပြောအဲ့လိုအဲ့လိုလည်းဖြစ်ရှင်တာဗောနော်မျိုးသမီးကလည်းဖြစ်ရှင်ပါပဲအတူကလည်းဘယ်လိုဖြစ်ပြီးတော့ဒီကိုသဘောတူလိုက်တာလည်းတော့မသိဘူးဗောနော်နောက်ပိုင်းကျသူများတဲ့ခါကြီးမင်္ဂလာဆောင်လိုက်တာခန်းခန်းနာနာဗောနော်မင်းငါဆောင်လိုက်တာအခုဆိုရင် pre ဥစား pre wedding native ဆိုရင်တော့မှတည်တည်ကြကြလေးစီစဉ်ကြတာလေကိုကကြတော့မဟုတ်ဘူးသူလည်းအံ့ဩတယ်ဒါပေမဲ့ဖြစ်ချင်တော့ကို့မျိုးသမီးကလည်းအဲ့ဖုန်းကြောင်ကိုရောက်ဖို့လေ ကလေးလေးတွေကိုအဲ့ကလေးလေးတွေကသူကတွေ့တော့ဟာကလေးလေးတနာလိုက်တာအဲ့လိုဒီသူကအမြဲတမ်းပြောတယ်ဆဲလို့ဆိုတချို့တွေကလေးတွေမြန်မာစကားမတတ်ဘူးအဲ့လေလုံးဝစကားမတတ်တာကလေးတွေရှိတယ်အဲ့ကလေးတွေမြင်တော့မဟုတ်ငါမင်္ဂလာဆောင်လို့ကျင်ဒီကလေးတွေပဲထမင်းကျွေးမှာတော့ငါပြင်းပြင်းလူမဖိတ်ဘူးဆိုတော့သဘောပဲလေစားသူကအဲ့မှာစကားပါသွားတော့တကယ်မင်္ဂလာဆောင်တော့ကိုကတကယ်လောက်တာတကယ်လောက်တာအဲ့မပါဘူးအဲ့ဘာအင်ဗာစတီတွေပါလေဆိုရင်တော့သူ့ကိုတခုခုတော့စီစဉ်ပေးရမှာ ို့တော့ကူတော့ရှိတော့ရှိပါတယ်ကောင်းတယ်မှာဒါပေမဲ့အသက်ကြီးလာတော့လောလောမသိတိတ်တော့လဲအဲ့လိုလေကိုကအစတည်းကမင်းသားတာဖြစ်ခဲ့တာဟိုတေဥဆောင်ဘဝတာဖြစ်ခဲ့တာဟိုဦးလေးအဲ့လိုတိတ်ပြီးတော့ဟိုလေးမရှိဘူးအဲ့လိုဟိုလေးကြပြာတိတ်မစံတက်ဘူးဒီလိုမစံတက်ဘူးလေဘယ်မှာသာရခဲ့ကြပြာသူသူသူဘဝသူနဲ့ကိုနဲ့အဲတမိစားဘဝတစ်ခုရှိတယ်အဲ Valentine Day နေ့မှာသူများတို့ကလေးတပန်းစီးတွေပါလေပေးတယ်ပေါ့နော်ဆိုတော့ မပေးဘူးလားပေါ့သူအဲ့လိုလေးမပေးတယ်သူသူ့ကိုမပေးဘူးလားတော့မပြောဘူးပေါ့ပန်းစည်းတွေပါတယ်ပေးတယ်ပေါ့သူများတွေဆိုရင်ပေါ့ချောကလက်တွေပါတယ်ကျွေးတယ်လို့ပေါ့အဲ့လိုလေးပြောတော့ကိုအဲ့တော့အော်အဲ့ဆိုရင်တော့ငါလည်းပေးရမှာပေါ့နော်အဲ့တုန်းကစပိန်တော်မဝင်နိုင်ဘူးသူကချစ်လွားမှနေရတာအဲ့အခန်းငါးကတော့အဆင်မပြေဘူးအဲ့ဘောကရှိတယ်အဲ့အဲ့တုန်းကလည်းသူကဆိုโอเคပေါ့ဆိုပြီးတော့ဟိုလဲရောက်တော့သူကသူ့ဦးလေးနဲ့သူကစကားပြောနေတယ်သူကကိုကိုကြီးစားလို့လေသူကမိတ်မဆက်ပေးရဲဘူးမိတ်မဆက်ပေးတော့ကွာထိုင်တယ်ထိုင်နေပန်းစင်းလေးချပြီးတော့သူ့တွေ့လာတဲ့ချောကလက်တွေအဲ့ဒီပန်းသီးတွေ ဟိုထိုင်ပြီးတော့မေ့ပြီးစားမိတာပြီးလဲပြီးတော့ဗမာလေးလက်ဆောင်ဆိုတော့စားလိုက်ပြီးအဲ့ဒါဘောကအမတ်တရားပဲသူကပြောမဆုံးဘူးငါလေတကယ်ပဲအဲ့စားပြီးသွားပြီးကွာလေမေ့ပြီးတော့သူ့ကိုကြည့်ပြီးတော့မေ့ပြီးတော့သူကဥလေးရလည်းရှိတယ်ကြောက်နေလေကြောက်တော့အာသူကသူကရေးစားကြည့်တယ်ဘာညာသူကမပြောရင်ဘူးပေါ့နော်โอเคဘောသူသွားလိုက်အตาရနေတယ်အဲ့ဒါသူတို့ပြောရင်ပြောနေဘလို့စိတ်ကူးနေလဲမသိအဲ့ဒါပန်းသီးတွေကြိုက်ပြီးစားလိုက်သူကရှော့မဲဟာပန်းစည်းလေးချောင်းမဲကြီးတယ်ချောကလက်လည်းစားလိုက်တယ်အဲ့လိုပါနော်အတွေးလည်းများတာပေါ့နော်အမတ်တရားဘောဟာ